ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့မိုးလေဝသတရင်များကိုစတင်တက်ဆက်ပေးပါတော့မယ်ယနေ့ဇွန်လ9ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်ကြေညာချက်များကတော့ဘင်္ဂလားပင်လယ်အော်ချင်းနေများမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအားအသင့်သင့်ရှိနေပါတယ်ယနေ့ညနေအထိ ခမ်းမန်းချက်များကတော့ မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာတော့နေရကျဲကျဲနဲ့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေအာဘရီတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့မှာတော့နေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတော့ နေရာအနှံ့ပြားမိုးထစ်ချုံရွာသွန်းမှာပဲဖြစ်ပါတယ်။ရွာရရနှုန်းပြည့်ပဲဖြစ်ပါတယ်ရှင်။မိုးထိပ်တောင်ဖြစ်ပေါ်မှုအခြေအနေများကတော့တနင်္လာရီတိုက်ဒေသကြီးမှာ မိုးထိပ်တောင်များဖြစ်ထွားလျက်ရှိပြီးအစောပိုင်းမိုးထိပ်တောင်များရွေးရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်တည်ပြုနိုင်ကြပါယံအချံပြုတ်အပ်ပါရဲ့ရှင်။ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။